ြည့်ရေ၃မျိုးပေါ့၃မျိုးပြုပြည့်ကိုကျွန်တော်တို့လုတ်ဖို့လုတ်လုတ်နေပေါ့လုတ်နေပြီလို့ပြောလို့ရတာပေါ့လူပိုင်းဆိုင်ရာပြုပြည့်ရေမူပိုင်းဆိုင်ရာပြုပြည့်ရေဖွဲ့စည်းပုံဆိုင်ရာပြုပြည့်ရေပေါ့လူပိုင်းဆိုင်ရာကတော့ခုနကဒီ agree လိုက်စာမှုတွေရှိမယ်ကျွန်တော်တို့အလွဲသုံးစားမှုတွေရှိမယ်ပေါ့နော်ဒါတွေကိုအရေးယူတာတွေအာတားဆီးတာတွေဒါမျိုးတွေကျွန်တော်တို့လုပ်နေကြတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ မူပိုင်းဆိုင်ရာပေါ့ကျွန်တော်တို့မူဝါဒမှားယွင်းမှုတွေပေါ့နော်ဒီလိုမူဝါဒမှားယွင်းမှုတွေအတွက်ကိုကျွန်တော်တို့တွေအဲပြုပြင်ပြောင်းလဲရတာရှိတာပေါ့နော်မူယာမူဝါဒကလက်ရှိဖြစ်နေတဲ့အခင်းကျင်းနဲ့ညှော်ညီတဲ့မူဝါဒတွေပြုပြင်ပြောင်းလဲဖို့ပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့လုပ်ရပါတယ်မူဝါဒဆိုတဲ့နေရာမှာမူဝါဒအောင်တုံဖုံးတုံပြီးတော့ပါတာပေါ့နောက်တစ်ခုကတော့ကျွန်တော်ဖွဲ့စည်းပုံဆိုင်ရာအဖွဲ့စည်းပုံဆိုင်ရာမှာကျွန်တော်တို့အာဖွဲ့စည်းတဲ့ပုံတံကအစကျွန်တော်တို့ပြန်လဲဖွဲ့စည်းတဲ့အာမျိုးတွေလုပ်တဲ့နဲ့လုပ်ရတာမျိုးတွေရှိတယ်ပေါ့နော် အဖွဲ့အစည်းတစ်ခုလုံးကိုပြန်ပြီးတော့ရွေးချယ်တာမျိုးတွေအဲဒီအဖွဲ့အစည်းနေရာမှာနောက်ထပ်ပေါ့နော်ကျွန်တော်တို့အခုဆိုရေးပေါ်အုပ်ချုပ်ရေးနဲ့အစားထိုးတာတွေအဲဒါမျိုးတွေအားအစားကျွန်တော်တို့တွေလုပ်နေတာရှိပါပြုပြင်ပြောင်းလဲရေးတွေအမြန်ဆုံးလုပ်ဖို့ပပောင်းဆောင်ကဝေဖန်ထောက်ပြမှုတွေခံနေရတဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီအနေနဲ့ပြုပြင်ပြောင်းလဲရေး၃မျိုးကိုလက်တွေ့လှုပ်ဆောင်နေပြီလို့ အန်ယူဂျီအလုတ်သမားရေးဌာနဒူဝင်ကြီးဦးစုံနီကပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ KNC ကရင်တည်ဌာနနဲ့တီးသန့်အင်တာဗျူးတစ်ခုမှာအခုလိုပြောဆိုသွားခဲ့တာပါအန်ယူဂျီဘက်ကလက်ရှိလှုပ်ဆောင်နေတဲ့ပြုပြင်ပြောင်းလဲရေးသုံးမျိုးကတော့လူပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးမူပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးနဲ့ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်လက်ရှိမှာ တော်လန်ကြီးကအောင်ပွဲရနေပြီဖြစ်လို့ ပုံမအားဆိုင်ထုတ်ဖို့ကိုလည်းဒူဝင်ကြီးဥကြုံနီကတိုက်တွန်းသွားပါသေးတယ်။လူဥတော်လည်းဆိုတာဒီလိုတော့မှရှိနေတဲ့ပြည်သူလူထုအားလုံးကပါဝင်ကြတာ။ဒီမျိုးရေးတောင်းဆိုမှုတော့မဟုတ်ဘူး။ဒီမိုကရေစီရေးဖက်ဒရယ်ရေးဒါလိုမျိုးသားတန်းတူရေးပါတွဲပြီးတော့တောင်းဆိုထားတာ။မျိုးသားတန်းတူရေးဆိုတာဆက်တွေပေါ့။အဲ့ဒီမိုကရေစီရေးပေါ့။ဒါတွေကိုတွဲပြီးတော့တောင်းဆိုကြတဲ့အခါကျွန်တော်တို့ဒီတော်လည်းရညံပါပါ။ညံအောင်မြင်မှုကညံညံဆန်ဆန်ရောက်မှာ။ဘာလို့လဲဆိုတော့လူများစုကြီးပြတ် တော့ဒိုင်းသားလက်နက်ကင်တော်နေရေးတွေကိုလည်းပို့ချင်းစားတယ်။ဒါဆိုတော့လူငိုတဲ့ကူကဒီမှာလူနေစုဖြစ်တယ်။လူနေစုကနေပြီးတော့တော်နေရေးလုပ်ရတဲ့အခါမှာခက်ခဲတယ်ကြန့်ကြတယ်။အခုဘာပဲပြောပြောနေဦးတော်နေရေးမှာကြာတော့ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့တိုက်ပွဲဝင်ကြတာဆိုတော့ညံနိုင်တယ်။သို့တော်လည်းပဲညံနိုင်မိမဲ့လည်းလွယ်လွယ်ကူကူတော့မရပါဘူး။ကျွန်တော်တို့တော်နေရေးဆိုတာကျွန်တော်တို့ဟိုပါပေါ့နော်ဒီ NGO project တွေလိုမျိုးကျွန်တော်တို့တိုင်းတိုင်းနဲ့သွားလို့ရတာပေါ့ ငါးနှစ်နဲ့ပြတ်မယ်လို့ဒီရမှာနှစ်နှစ်နဲ့ပြတ်မယ်လို့ဒီလိုမျိုးတွေသွားလို့ရတာပေါ့ကွာတော်လေဆိုတော့အသက်သွေးချွေးနဲ့အဲဒီဉာဏ်ပညာတွေနဲ့ဓာတ်တွေနဲ့သွားရတာပေါ့အဲ့ကကြတော့ကျွန်တော်တို့တွေရဲ့ဉာဏ်ပညာတွေထည့်ဖို့လုံလာတွေစိုက်ဖို့လိုပါတယ်အားထက်စိုက်ဖို့လည်းလိုပါတယ်အဲကျွန်တော်တို့အောင်ပွဲကတော့ကျွန်တော်တို့ကရတယ်အဲ့တော့အဝေးရလို့လည်းကျွန်တော်တို့တွေအောင်မြင်နေပြီပေါ့။အောင်မြင်နေလို့လည်းကျွန်တော်တို့မြေပြင်ပေါ်မှာနေလို့ရတာ။မြေပြင်ပေါ်မှာအခွန်ကောက်နေတယ်ကျွန်တော်စီမံခန့်ခွဲမှုရတယ်။အပြီးတဲ့အောင်ခွဲဥသာမရသေးတာပေါ့ ဒါကိုကျွန်တော်တို့ကနိုင်နေပြီလို့ပြောလို့မရဘူးလို့ပြောလို့မရပါဘူး။ဘာလို့နိုင်နေပြီလို့တော့ကျွန်တော်ပြောလို့ရ။နိုင်ပြီလို့တော့ပြောလို့မရ။နိုင်နေတာတော့မှန်။သို့တော့ကျွန်တော်တို့တွေရဲ့စီမံခန့်ခွဲမှုတွေညံ့ပြင်းလို့ရှိရင်ကျွန်တော်တို့တွေတော့နိုင်ငံတွေမှားရင်တော့ရှုံးသွားနိုင်စစ်ကောင်စီကညီပြင်းမှာအယက်သားပြင်းမှတ်တွေကိုရရဲဆဆတိုက်ခိုက်နေတဲ့တည်င်းတွေကိုအာယုံလွဲပစ်ဖို့အတွက်သူတို့လက်အောက်ကအမှုပညာရှင်တွေရဲ့တည်င်းတွေ ဖုံးဖိဖို့ စ조사နေတာတွေလည်းရှိပါတယ်။ဒါရီနဲ့ပတ်သက်ပြီးတတိကြီးကြီးထားဖို့88မျိုးဆက်ចောင်းသားកောင်းဆောင်ဦးမင်းကိုနိုင်တတိပေးပြောဆိုလာတာကကြံတဲ့စိတ်ရေးတို့ဘာနာရေးတို့နိုင်ငံရေးမျက်နှာစာတွေမှာလည်းကိုစီအလုပ်လုပ်နေကြတာပါအထူးသဖြင့်တော့ဒီစိတ်ဓာတ်စစ်စင်ရေးနဲ့ဝါရဖြန့်ချီရေးမှာတတိထားမိပါလိမ့်မယ်ဒီရပိုင်းထဲမှာပဲကျွန်တော်တို့ရဲ့သွေးချင်းများဖြစ်တဲ့ရခိုင်ဒေသမှာအတထမ်းကျောင်းကိုဘုံကျဲလိုက်လို့ ီဥမမေစာမမြောက်လေးတွေများစွာပေါ့နော်အယောက်20ကျော်တခါတည်းအသက်ပေးရတာနောက်ထပ်များစွာများစွာဟိုဘဝခန္ဓာအစိတ်ပိုင်းတွေဆုံးရှုံးရတဲ့ဒီအရက်ဖက်ပြမှန်မှန်တိတိကြီးနဲ့ရန်ကားရဲတဲ့အရင်ကလေလာတွေနှစ်တည်းမှာအများကြီးပါကျွန်တော်တို့အနံ့ပါပစီကြီးရွတ်ပြလိုက်ရင်လည်းမဆုံးပါဘူးဗျဒါပေမဲ့အဲ့လိုဖြစ်လိုက်တိုင်းမှာသူတို့ဟာအဲ့ဒီရက်ဆက်ကြမ်းကြုတ်တဲ့လူသက်ပွဲကြီးကိုဟို DJ ပုတ်တဲ့ တချင်းကိစ္စနဲ့ဖုံးပြတာကိုတွေ့ရပါလိမ့်မယ်။ဆိုကျွန်တော်တို့တွေကနော်စိတ်ရေးမှာရောဗန္နာရေးမှာရောဟိုနိုင်ငံရေးမျက်နှာစာမှာရောရသမျှလက်ချင်းချိတ်ပြီးတော့တိုက်ပွဲဝင်ရမယ်။ပုံရိပ်အမှန်တွေကိုပြရမှာဖြစ်သလိုအဲ့ဒီလိုစိတ်ဓာတ်စစ်စင်ရင်းနဲ့ဝါရဖြန့်ချေးမှာလည်းအတူတွဲပြီးတော့ယူရရအောင်လို့ကျွန်တော်ဖိတ်ခေါ်ကြင်ပါတယ်။တော်လိုင်းရဲ့အမြန်ဆုံးအောင်မြင်ဖို့အတွက်အန်ယူဂျီအနေနဲ့လက်ရှိမှာပပောင်းစုံကနေပြုပြင်ပြောင်းလဲမှုတွေကိုလှုပ်ဆောင်နေတယ်လို့ တွဝင်ကြီးဦးစုံနေရဲ့ပြောဆိုမှုအရသိရပါတယ်။ကာကွယ်ရေး၊အုပ်ချုပ်ရေး၊နိုင်ငံရေးနဲ့နိုင်ငံခြားရေးကိစ္စတွေအကုန်လုံးကိုပြုပြင်ပြောင်းလဲနေပြီလို့အခုလိုပြောဆိုလာပါတယ်။တော်လန်ရုပ်လည်းကျွန်တော်တို့အောင်မြင်အောင်ပူပေါင်းတိုက်ဖို့လုပ်ပြီးအဲ့တော့ကိုနောက်နောက်ခုနတော်လန်ရေးအလုံးကိုလည်းကျွန်တော်တို့တိဆောက်လို့တိဆောက်ဖို့အတွက်ကိုစီစဉ်လို့ရတယ်။ဒီအဆင့်ကိုကျွန်တော်တို့သွားဖို့လို့အဲ့တော့ကိုကျွန်တော်တို့ဒီတင်ဆင်နေကြတယ်နော်တင်ဆင်နေကြတယ်ဒါ အားလုံးဝိုင်းပြီးတော့ပူပေါင်းပါဝင်နိုင်ရေးပေါ့နော်ဒီကိစ္စတွေကိုကျွန်တော်တို့ဝိုင်းပြီးတော့ကြိုးပမ်းနေကြတာရှိပါတယ်အဲ့တော့ဒီဟာကတော့ကျွန်တော်တို့အဲဒီတော်နယ်ရေးရဲ့တတိယအဆင့်ဖြစ်မှာပေါ့နော်တတိယအဆင့်ဖြစ်တဲ့အတွက်ကြောင့်ဒါနဲ့ညော်ညီတဲ့ခုနကတော်နယ်ရေးနီးနာကြီးလဲဒါပြောင်းလဲသွားမှာဒီဟာအတွက်ကိုတော့ဘတ်ဆောင်ကနေကျွန်တော်တို့ပြည်ပြည်ပြောင်းလဲမှုရှိနေပါတယ်ဒီကောက်ပါခွေရေးကိစ္စတွေရောကျန်တဲ့အုပ်ချုပ်ရေးကိစ္စတွေရောနိုင်ငံရေးကိစ္စတွေရော နောက်နောက်ဆုံးကျွန်တော်တို့နိုင်ငံညာကြီးရအစပေါ့နော်ဒါတွေအကုန်လုံးကိုပြုပြင်ပြောင်းလဲနေပါတယ်ဒီလိုပြုပြင်ပြောင်းလဲမှုတွေမှာခုနအယူဂျီအတွင်းစည်းတဲ့တွေမဟုတ်ပဲねအယူဂျီဆိုတဲ့ပါထက်ကိုပို့ပြီးတော့ကျေပြန့်ကျော်လို့ねဒါဆွာပေါ့နော်အဲပူပေါင်းမှုစုပွဲမှုအဲဒီလိုမျိုးတွေတော်လည်းဤတစုံလုံးကိုဥဆောင်နိုင်မဲ့စုပွဲမှုမျိုးပြုပြင်ပြောင်းလဲမှုမျိုးတွေကျွန်တော်တို့တွေလောက်လောက်ကိုစူးစမ်းနေကြပါ အန်ယူချီအနေနဲ့ပွင့်လင်းမြင့်တာမှုရှိတဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့တော်လန်ရေးကိုခုတုံးလို့အလွဲသုံးစားလုပ်သူတွေပေါ့အရေးယူမှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေကိုချပြဖို့လိုအပ်နေပါပြီ။ဒါပြီးလူတို့ကတော်လန်ရေးအပေါ်ယုံကြည်လို့ပုံအောလူတန်းထားတဲ့အလူငွေတွေရဲ့စရင်ရှင်းန်းတွေကိုလည်းပွင့်လင်းမြင့်တာစွာချပြဖို့လိုနေတာပါ။ဇာမတာလူတို့ရဲ့ယုံကြည်မှုကိုပြန်လည်သိမ့်ပိုင်နိုင်မှာဖြစ်ပြီး တော်လန်ရင်းရဲ့အချိုးကွေတစ်ခုဖြစ်လာမှာပါအန်ယူဂျီအတွက်တော့လက်ရှိချိန်ကအလုံးနဲ့သက်တည်ပြဖို့အကောင်းဆုံးအခြေအနေပါ